်5ပါရှင်ရန်ကုန်ခေတ္တရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။တနိုင်ငံလုံးမှာရှိတဲ့မြို့ဝင်ကိန်းနဲ့စစ်စေးရေးကိန်းတွေမှာ CDM ဝန်ထမ်းတွေကိုဖမ်းမိခဲ့ရင်ရွေးကောက်ပွဲကိုနှောက်ယှက်မှုဖျက်ဆီးသူများဥပဒေနဲ့အရေးယူဖမ်းဆီးဖို့ကိုညွှန်ကြားလာပါတယ်။မြဝတီမြို့နယ်လေးကစ်ကော်မြို့တစ်ကိုဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်တွေကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်ကအထင်အားပြီးပိတ်မိနေတယ်ဆိုတဲ့သတင်းပါဝင်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာတနိုင်ငံလုံးမှာရှိတဲ့မြို့ဝင်ကိန်းနဲ့စစ်စေးရေးဂိတ်တွေမှာ CDM ဝန်ထမ်းတွေကိုစစ်စေးဖမ်းမိခဲ့ရင်တော့ရွေးကောက်ပွဲကိုနှောက်ယှက်မှုဖျက်ဆီးသူများဥပဒေနဲ့အရေးယူဖမ်းဆီးဖို့ကိုညွှန်ကြားလိုက်တယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောပါရယ်။အကြံဖတ်စစ်တပ်ကအော်တိုဗလာနောင်ပိုင်းအတွင်းမှာအလို့ရှိနေတဲ့နိုင်ငံရေးလှုပ်ရှားသူတွေ CDM တွေနဲ့စစ်ပြေးရေးပြဖန်ဆီးနိုင်မှုအတွက် Person Scrutinization and Monitoring System PSMS Application ကိုအစင်းမြစ်တင်လိုက်ပြီး နာမည်ပြည့်စည်ရင်သွင်းထားသူတွေကိုစစ်ဆေးရေးဂိတ်တွေမှာဖမ်းမိခဲ့ရင်ရွေးကောက်ပွဲနောက်ဆက်ဖြက်စီးသူတွေကိုအရေးယူတဲ့ဥပဒေပုံမှန်23ကာကြီးနဲ့အရေးယူဖို့ညွှန်ကြားလာတယ်လို့နေပြည်တော်စစ်ဘက်တရင်မြစ်ကပြောပါရယ်။မင်းအောင်လိုင်းကောင်းဆောင်တဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကလူမှုကွန်ရက်ဆောင်ကြည့်မှုနဲ့စီမံခန့်ခွဲမှုစနစ် PSMS application ကိုလုံခြုံရေးအစစ်မြစ်တင်တာနာမည်ပြည့်စည်ရင်တွေထပ်တိုးတာကိုအော်တိုဗလာနောင်ပိုင်းအတွင်ပြည်내နဲ့တိုင်းဒေသကြီးတွေအားလုံးကိုညွှန်ကြားလိုက်တာဖြစ်ပြီး အဓိကအားဖြင့်ရဲတပ်ဖွဲ့ကအကောင့်ထဲပေါ်နေရတာဖြစ်ပါတယ်။စစ်တပ်ကအကောင့်ထဲပေါ်နေတဲ့ PSMS application မှာလူဦးရေ9000ကျော်ကိုကနဦးထည့်သွင်းခဲ့ပြီးအခုအခါမှာတော့အရေးအတွက်9000ကျော်သွားပြီလို့သိရပါတယ်။ရုရှားကအဓိကတာဝန်ယူ ရေးဆွဲပေးတဲ့ PSMS application ကိုစစ်ကောင်စီကရေးဆွဲ ထုတ်လုပ်လိုက်ပြီးအဲ့ဒီ application မှာစစ်တပ်ရဲနဲ့လာဝက်ကတွေတည်တံ့အသုံးပြုစစ်ဆေးဖို့တာဖြစ်ကား စစ်စေးဂိတ်တွေ၄စိမ့်ရေစိမ့်မျိုးဝင်ထွက်ဂိတ်တွေနဲ့ကားဂိတ်တွေမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွေအုပ်ရဲနဲ့လာဝကရစီကို application တွေချထားပေးတာပါအဲ့ဒီ application ကိုဝင်ရောက်ဖို့အတွက် key နဲ့ password တွေကိုစစ်ကောင်စီကတင်းကျပ်စီစစ်စွာချထားပေးပြီး PSMS application အတွင်းမှာရှိတဲ့အချက်လက်တွေကိုနေပြည်တော်ကတိုက်ရိုက်ထိန်းချုပ်ထားပါတယ် အဲ့ဒီ PSMS application နဲ့မှာစစ်ကောင်စီကအလို့ရှိနေတဲ့နိုင်ငံရေးလှုပ်ရှားသူတွေ CDM တွေနဲ့စစ်ပြေးရဲပြေးတွေကိုအဓိကဖမ်းဆီးနေတာပါစစ်ကောင်စီကလုံခြုံရေးစစ်ဆေးဖို့တည်တံ့ထုတ်လုပ်ထားတဲ့ PSMS application ကိုသူတို့အတိမတ်ပြုထားတဲ့ဖုန်း၊ကွန်ပျူတာတွေမှာပဲ download လုပ်နိုင်ပြီးအခြားကွန်ပျူတာနဲ့ဖုန်းတွေကကူးယူတာမပြုလုပ်နိုင်ပဲလုံခြုံရေးအစင်းမြင့်တင်ထားတယ်လို့သိရပါတယ်ရှင်။ကရင်ပြည်နယ်ဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။ ကရင်ပြည်နယ်မြောင်းဝတီမြို့နယ်လေးကေကောမြို့သေးကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်နေရကြောင်းစစ်တပ်ဘက်ကအထိနာနေတယ်လို့ကရင်စည်ရဲသတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။ပြီးခဲ့တဲ့စက်တင်ဘာလ22ရက်နေ့ကနေစတင်ပြီးဒီနေ့အချိန်ထိလေးကေကောမြို့သေးဘက်ကိုအကြမ်းဖက်စစ်တပ်နဲ့ BGF တပ်တွေကပူးပေါင်းကစစ်ကြောင်း၃ကြောင်းနဲ့ဝင်ရောက်လာခဲ့ရာကနေ ရသည်ကူကြော်ဝါဘိုးတောင်ပေါ်ကိုရောက်ရှိလာတဲ့အကြံဖက်စစ်တပ်စစ်ကြောင်းမှာမိုင်းခွင်အတွင်းကျုံဝင်သွားပြီးတော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေရဲ့ပိတ်ဆို့တိုက်ခိုက်မှုကြောင့်စစ်သားအများအပြားသိမ်းဆုံးကရဝလောင်းများစွာကျန်ရှိနေလို့သိရပါတယ်။အဲဒီလိုပိတ်နေတဲ့အကြံဖက်စစ်ကြောင်းကိုကယ်ထုတ်နိုင်ဖို့အတွက်လေကြောင်း drone မစ်ဆိုင်းတွေနဲ့တိုက်ခိုက်နေပေမဲ့စစ်တပ်စစ်ကြောင်းမှာဆက်လက်ပိတ်မိနေပြီးပြန်ဆုံမရဖြစ်နေတယ်လို့သိရပါတယ်။ ဒါအပြင်မင်းလက်ပံရွာကနေဖလူးရွာဘက်ကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းမှလည်းမင်းလက်ပံပြောင်းကွင်းတောင်ကုန်းနေဘက်မှာဖြတ်တောက်တိုက်ခိုက်ခံနေရတယ်လို့သိရပါတယ်။အခြားတစ်ဘက်မှာလည်းအကြမ်းဖက်စစ်တပ်ကအယောင်ပြဝင်ရောက်စီးနင်းခဲ့တဲ့ကြားဖြတ်အခြေစိုက်ရာ KK Park အတွင်းမှာရှိတဲ့ကားဆိုင်ကလျှက်စစ်ပစ္စည်းတွေကို BGF တပ်ဖွဲ့ကမြောက်ဒီမျိုးကိုတဲဆောင်ကရောင်းစားနေတယ်လို့ကရင်စင်ရေးသတင်းရင်းမြစ်ကပြောပါရယ်။အဲ့ဒီအပြင်အဲ့ဒီကြားဖြတ်လုပ်ငန်းလုပ်ကံရာ၃ဌာန်၅ဌာန်၂ဌာန်အဆောက်အုံတွေကို ပုံခွဲဖြိုချတဲ့ရုပ်သံဗီဒီယိုဓာတ်ပုံတွေကိုရိုက်ကူးကဝါဒဖြန့်ချီဖို့လှုံ့ဆော်နေပြီးအဲ့ဒီအဆောက်အုံပုံစံတွေကိုရွှေကုတ်ကိုမြို့တင်မှာ10တန်း15တန်းအထက်မြင့်တွေပြန်လည်တည်ဆောက်ဖို့ရှိနေတယ်ဆိုတာကိုသိရှိထားတယ်လို့ကရင်စည်ရေးသတင်းရင်းမြစ်ကပြောပါရရှင်။မကွေးတိုင်းဘက်ကသတင်းတွေကိုကြည့်အောင်ပါ မကွေးတိုင်းငဖဲမြို့နယ်နေရီကံပြူအကုန်းကိုစစ်ကူပို့စစ်တပ်စစ်ကြောင်းတွေကိုနှစ်လကြာပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့်စစ်သားအများပြားသေဆုံးပြီး26ရောက်ကိုအရှင်ဖမ်းမိကလက်နက်ခေရန်နဲ့စစ်သုံးဆောင်တွေလည်းတင်စီရရှိခဲ့တယ်လို့ CDF အရှိုးကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံစလိုင်းရိုချင်းကရန်ကုန်ခေတ်စ်ကိုပြောပါရယ်စတင်မာလာလာဇန်ပိုင်းကနေစတင်ပြီးငဖဲမြို့နယ်နေရီကံပြူအစခန်းကိုအမှတ်905အမြောက်စခန်းကိုကဲမှုဌာနချုပ်မှအင်အားစုဖွဲ့တပ်ထားတဲ့ စစ်တပ်စစ်ကြောင်းတွေကိုချင်းကောက်ွယ်ရေးတပ်အရှိုးပါဝင်တော်လိုင်းရေးပူပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရာကြောင့်စစ်သားအများအပြားသေဆုံးပြီးလက်နက်ခဲယမ်းတွေနဲ့တင်စီရရှိခဲ့ကလက်ရှိအချိန်ထိတိုက်ပွဲပြင်းထန်နေစေလို့သိရပါတယ်။စစ်တပ်ကနေရီကန်စကန်ဗျူဟာကုန်းမကြရှုံးရေးအတွက်လေကြောင်းပစ်ကူတွေလက်နက်ကြီးပစ်ကူတွေကိုအဆက်မပြတ်ပေးနေပေမဲ့တော်လိုင်းရေးမဟာမိတ်တပ်တွေကအဆက်မပြတ်ထိုးစစ်ဆင်နေပြီးစတေဘာလာကနေအော်တိုဘာလာကုန်အထိတနလာတာအတွင် CDF အရှိုးရဲ့တပ်ဖွဲ့ဝင်2ဦးအသက်ပေးလူခဲ့ရကား ခြေလက်အင်ကဆုံးရှုံးသူ၂ဦးနဲ့အခြားထိခိုက်ဒဏ်ရာရရှိသူ9ဦးရှိခဲ့လို့သိရပါတယ်။အဲ့ဒီနလသာတိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်စစ်တပ်ကစစ်မှုထမ်းတပ်သားတွေအပါအဝင်စစ်သား26ရောက်ကိုအရှင်ဖမ်းဆီးရရှိခဲ့တဲ့အပြင်နယ်ရီကန်လမ်းဟောင်းတစ်လျှောက်နယ်မြေရှင်းလင်းလှုပ်ဆောင်ချိန်မှာလည်းနယ်လက်ငယ်၄တန်းနဲ့ခရင်အများပြသိမ်းဆီးရရှိခဲ့လို့သိရပါတယ်။စစ်အာဏာသိမ်းတာ၅နှစ်ပြည့်ကနေကာလမှာတော်လန်ရေးတပ်ဖွဲ့ဝင်တွေအချင်းချင်းပုတ်တိုက်မှုတွေ တော်လန်ရေးတပ်ဖွဲ့အချင်းချင်းမညီညွတ်မှုတွေကြုံတဲ့အခါမှာတော့ပြည်သူတွေအနေနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိပါတယ်လို့ CDF အရှိုးကသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူစလိုင်းရိုချင်းကပြောပါတယ်။ဒါကြောင့်ပြည်သူတွေအနေနဲ့ဝေဖန်တိုက်ခိုက်တာမျိုးမဟုတ်ဘဲနဲ့ထောက်ပြတာမျိုးဖြစ်အောင်ဆေးရနာရှင်ကြဆုံးမှုဆိုတဲ့တကယ်ဥတီရဲ့တော်လန်ရေးတပ်ဖွဲ့တွေဖြစ်လာအောင်တော်လန်ရေးတပ်သားတွေဖြစ်လာအောင် အကြံပြုချက်တွေပေးစင်ခြင်းပြီးတော်လန်ရေးတပ်ဖွဲ့တွေကိုကြောက်ရွံ့စရာမဟုတ်ဘဲနဲ့ဝေဖန်ထောက်ပြရတဲ့ပြည်သူတွေလည်းအများကြီးထွက်ပေါ်လာစေချင်ပါတယ်လို့ဆက်လက်ပြောပါရစေ။ ဒါအပြင်တော်လိုင်းတက်ဖွဲ့ချင်းချင်းကြားကြုံတွေ့ရတဲ့အရာတွေကိုပြန်လည်သုံးသပ်ကြပြီးတော့ဆရာနာရှင်ကြဆုံးမှုကိုပဲ UTV ပူပေါင်းစေခြင်းကနောက်ထပ်သောအနောက်ဖွဲ့တွေမပါဘဲနဲ့ရိုးရှင်းစွာနဲ့ပဲတယောက်နဲ့တယောက်သဘောထားကြည့်ပြီးတော့ပူပေါင်းလှုပ်ဆောင်ကြဖို့တော်လိုင်းတက်ဖွဲ့တွေကိုတိုက်တွန်းချင်ပါတယ်လို့ CDF အရှိုးကတရင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူ slide ရိုချင်းကပြောပါတယ် အေကဦးဆောင်တဲ့တော်လိုင်းမဟာမိတ်တပ်တွေကငပေးမြို့နယ်အတွင်းမှာရှိတဲ့စစ်တပ်ရဲ့နေရီကံပြူအကုံစစ်စခန်းကိုအပိသက်သိမ့်ပိုက်နိုင်ဖို့အပြင်းထန်ထိုးစစ်ဆင်နေပြီးကာကင်စခန်းအများစုကိုသိမ့်ပိုက်ရရှိထားပြီးဖြစ်တယ်လို့အေကတရားဝင်သတင်းထုတ်ပြန်ထားပါရရှင်။မကွေးတိုင်းဘက်ကိုစက်ကြည့်အောင်ပါ မကွေးတိုင်းပေါင်းမြို့နယ်ရှင်းမြောက်ချမ်းလေဘက်ကြီးရွာအနီးစစ်ဆောင်တဲကိုအကြံဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားဘဲလေကြောင်းတိုက်ခိုက်ကြတာကြောင့်အသက်၃နှစ်ကျော်အရွယ်ကလေးငယ်တဦးအပါဝင်ပြည်သူ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပေါင်းမြို့နယ်ကာကွယ်ရေးဖွဲ့ရဲ့ကိုလာရောင်ကရန်ကုန်ခေတ္တကိုပြောပါရယ်ဒီနေ့နိုဝင်ဘာလ၂ရက်နေ့မနက်၈နာရီ၆မိနစ်ခန့်အချိန်မှာမိထီလာရှမ်းတဲလေတပ်ကနေတက်လာတဲ့တိုက်လေရင်တစည်းနဲ့ပေါင်းမြို့နယ်ရှင်းမြောက်ချမ်းလေဘက်ကြီးရွာအနီးစစ်ဆောင်တဲကိုတိုက်ပွဲမဖြစ်ပွားဘဲအကြံဖက်စစ်တပ်ကဘုံကျဲချသွားခဲ့ပါရယ် အဒီတက်ခိုင်းမှုအတွင်းမှာလေဘက်ကြီးရွာအနီးဆစ်ဆောင်တဲမှာနေထိုင်တဲ့အသက်၃နှစ်ကျော်ရွယ်ကလေးငယ်တဦးအပါအဝင်အသက်60နှစ်ကျော်ရွယ်အမျိုးသားတဦးအသက်50ကျော်ဝန်းကျင်ရှိတဲ့အမျိုးသမီး၃ဦးစုစုပေါင်းပြည်သူ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့လို့သိရပါတယ်အဲလိုပဲပေါင်းမြို့နယ်အနောက်ချမ်းမှာရှိတဲ့ကျေးရွာတွေကိုလည်းအော်တိုဘားလ29ရက်နေ့ည8နာရီခန့်အချိန်မှာတတအူးလေတက်ကနေတက်လာတဲ့ဝိုင်းတွဲလေရင်တစ်စီးကတိုက်ပွဲမဖြစ်ပွားဘဲဘုံ59လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါရဲ့ရှင်။ စကိုင်းတိုင်းဘက်မှာတော့စကိုင်းတိုင်းစကိုင်းမြို့နယ်စတောင်မြို့ကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကဂျားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်သား9ဦးသေဆုံးပြီးတနတ်တလန်နဲ့စစ်သုံးဆောင်တွေကိုတင်စီရရှိခဲ့တယ်လို့စတောင်မိုးကျပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ပြီးခဲ့တဲ့အောက်တိုဘာလ31ရက်နေ့နေ့လယ်2နာရီခန့်အချိန်ကစတောင်မြို့ဝင်းကျင်မှာရှိတဲ့ကြေးရွာတွေကိုစစ်ကြောင်းထိုးဖို့ထွက်လာတဲ့ အင်အား60ခန်းပါစစ်တပ်စစ်ကြောင်းကိုသကိုင်းခိုင်ကုကဲရီရဲ့လမ်းညွှန်ချက်နဲ့စတောင်မိုးကျိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကကြားဖြတ်တိုက်ခိုက်ခဲ့လို့သိရပါဗျ။အဲ့လိုထိတွေ့တိုက်ပွဲဖြစ်ပွားမှုမှာနှစ်နာရီခန့်ကြာမြင့်ခဲ့ပြီးအကြံဖက်စစ်တပ်ဘက်က9ရောက်တိတ်ဆုံးက10ရောက်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်အမင်ဝါတနတ်တလတ်60မမဘုံနှလုံးကြီပေါက်3ခုနဲ့ဆက်ဆက်ပစ္စည်းတွေကိုတိမ်းစီရရှိကာတော်လိုင်းရဲဘော်တွေကတော့အထိခိုက်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ စကိုင်းမြို့နယ်မှာစစ်တပ်ကစစ်ကြောင်းများစွာခွဲပြီးမြို့နယ်အတွင်းမှာရှိတဲ့ကြေးရွာတွေကိုစစ်ကြောင်းထိုးလာနေတာကြောင့်ပြည်သူရာပေါင်းများစွာမှလည်းစစ်ပေးတိန်ရှောင်နေရတယ်လို့စစ်ပေးရှောင်ကူညီနေတယ်ပြဟိတအဖွဲ့တွေစီကနေစုံစမ်းသိရှိရပါတယ်ရှင်။ဧရာဝတီတိုင်းဘက်ကသတင်းကိုကြည်အောင်ပါ။ဧရာဝတီတိုင်းပသိမ်မြို့ပေါ်မှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကိုစစ်တပ်ကလုံခြုံရေးတင်းကျပ်စွာချပြီးဖျက်ဆီးလိုက်တယ်လို့ပသိမ်မြို့ကကင်းတောက်အဖွဲ့တွေနဲ့မြို့ကန်ပြည်သူတို့ကရန်ကုန်ခေတ်စ်ကိုပြောပါရတယ်။ မနေ့ကနိုဝင်ဘာလ၁ရက်နေ့ညပိုင်းပသိမ်မြို့ကံတုံးစစ်ပြီးတောင်စုကွင်းမှာတည်ရှိနေတဲ့ဗိုလ်ချုပ်ဆန်းရုတ်တုကိုစစ်တပ်ကလုံခြုံရေးတင်းကြပ်စွာခြားထားပြီးဗတ်ဖိုးနှစီနဲ့ဖျက်ဆီးလိုက်ပြီးတဲ့နောက်ဒီနေ့မနက်ပိုင်းမှာပြည်တော်စုကွင်းကိုမိုးကစိမ့်တွေနဲ့ကာယံထားကောင်းစစ်တပ်ကလုံခြုံရေးယူထားတယ်လို့ပသိမ်မြို့ရဲ့ကင်းတောင်လူငယ်တအူးကပြောပါရယ်အကြံဖက်စစ်တပ်ကနိုင်ငံတော်ဝန်မှရှိတဲ့ဗိုလ်ချုပ်ဆန်းရုတ်တုတွေကို မကြာခဏဆိုသလိုဖြက်စီးနေပြီးအဲ့လိုဖြက်စီးရမှာလဲညအချိန်တွေမှာသာလုံကြုံရေးများစွာခြားပြီးဖြက်စီးလေးရှိတယ်လို့ပြည်သူတွေစီကနေစုံစမ်းသိရှိရပါတယ်။အခုနေ့ဩဂတ်လ9ရက်နေ့ညတကောင်ရအချိန်ကလည်းပဲခူးတိုင်းပဲခူးမြို့လေကောင်မှာရှိတဲ့ဗိုလ်ချုပ်ဆန်ကြီးရုပ်တုကိုစစ်တပ်ကညအချိန်မီးတွေဖြတ်တောက်အမောင်ချကဖယ်ရှားဖြက်စီးခဲ့ပါတယ်။အဲ့ဒီဗိုလ်ချုပ်ဆန်ရုပ်တုမှာပဲခူးမြို့လေမှာရှိပြီးအမတ်တဲ့အခြေခံပညာကျောင်းအနီးဖျားလန်းနေတောင်ငူလမ်းမှာ ဆေးရုံလမ်းနဲ့လမ်း30အဆုံးပဲခူးတိုင်းအစိုးရအဖွဲ့ရုံးနဲ့မျက်နှာချင်းဆိုင်မှာထားရှိခဲ့လို့သိရပါတယ်။အခုလိုပဲမနစ်ကအော်တိုဗာလာ9ရက်နေ့မနက်တနားရီအချိန်ကလေမန္တလေးတိုင်းတာစီမြို့မှာရှိတဲ့ဗိုလ်ချုပ်အောင်စံကြည်ရုပ်တုစိုက်ထူထားတဲ့ဗိုလ်ချုပ်ရင်ပြင်ကိုမြေကော်ကားတွေနဲ့ဖျက်ဆီးပြီးရုပ်တုကိုစစ်တပ်ကခမရ၄တိကိုထဲကိုတည်ဆောင်သွားခဲ့ပါရှင်။ အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်နဲ့နိုင်ငံရေးကျင်းသားအားလုံးကိုလွတ်မြောက်စေဖို့ဖိနှိပ်သူများအားမဟုတ်ဘဲပြည်သူတွေကိုကာကွယ်ပေးဖို့အကျိုးသက်ရောက်တဲ့ပြည်ပြင်ပြောင်းလဲမှုတွေကိုအတူတကွဆောင်ရွက်ဖို့ကိုတောင်းဆိုချင်ပါတယ်လို့အာဆီယံအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေစီကိုကိုထိန်လင်းကတောင်းဆိုခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့ပြည်ထနာတွေကိုအကြံဖတ်မှုဓမ္မမဟုတ်အတူရောင်ရွေးကောက်ပွဲတွေနဲ့မပြေရှင်းနိုင်ဘူးဆိုတာကိုထပ်မံအတည်ပြုပေးခဲ့တဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကိုလည်းကျေးဇူးတင်တယ်လို့ကိုထိန်လင်းကပြောကြားခဲ့ပါတယ်။ အာဆီယံနိုင်ငံတွေကမြန်မာစစ်တပ်ကိုတောင်းဆိုထားတဲ့အချက်၅ချက်ကိုလည်းဆက်လက်အတည်ပြုပေးတဲ့အတွက်ဆီယနာရှင်ဖိနှိပ်မှုအောက်မှာနေထိုင်နေတဲ့တန်ပေါင်းများစွာသောပြည်သူတွေအတွက်မျှော်လင့်ချက်တရဖြစ်လာခဲ့လို့လည်းဆိုပါတယ်အာဆီယံဖွဲ့ဝင်နိုင်ငံတွေရောအမှန်တကယ်စစ်မှန်တဲ့ညီညွတ်မှုတရားမျှတမှုလူကုန်သိက္ခာပေါ်ယက်တည်တဲ့အတိုင်းအဝန်းတစ်ခုဖြစ်လာမယ်လို့လည်းမျှော်လင့်ပါတယ်လို့ကိုထိန်လင်းကပြောကြားခဲ့ပါတယ်ရှင်။ ဒါကတော့ရန်ကုန်ခေတ္တရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ရှားပါ